နမမင်္ဂလာပါရှင်တမီတို့ကတော့ PNS Online School မှာ Grade 5ကျောင်းသားကျောင်းသူလူမျိုးပဲဖြစ်ပါလိမ့်ရှင်တမီတို့ဒီနေ့ထိတာဒေတာတွားပြီးမဲ့အကြောင်းအရာလေးကတော့မြန်မာနိုင်ငံရဲ့ချက်တည်းကြီးကဆောင်လဲဖြစ်တမန်ဝင်အမွေအနှိမ့်များစွာရှိပြီးရှစ်စီတော်ကြီးတဆူလဲဖြစ်တဲ့ရှစ်တကုန်းစီတီတော်အကြောင်းပဲဖြစ်ပါလိမ့်ရှင်အားလုံးပဲကြည့်ရှုနားဆင်ပေးကြပါဦးရှင် ဖျားရှင်တရှိတရားရှိရှင်အခါကပလီကားနဲ့တဖုတ်တာကုန်တင်ရင်တော်တို့ကမြတ်စွာဘုရားရှင်ရဲ့စံတော်ကိုတည်ဆောင်လာခဲ့ပြီးတင်ကုန်တရာကုန်တော်ပေါ်မှာစီဒီတီတာခဲကြပါတယ်။အဲဒီစီဒီထဲမှာဂေါတမမြတ်စွာဘုရားရှင်ရဲ့စံတော်ရှစ်စုနဲ့အတူရှစ်ဦးစွာပွင့်ခဲ့ပြီးပြည့်တဲ့ဘုရားသုံးစုရဲ့အတုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ ကကူတံဖရာရဲ့တောင်ကိုတော်ဂောနာဂုံဖရာရဲ့ရည်စစ်တော်နဲ့ကတပဖရာရဲ့ရည်တနုတော်တို့ကို ထာပနာထည့်သွင်းခဲ့ပါတဲ့ဒါကြောင့်လေးစုတပ်ပုံရှိတကုံးလို့ခေါ်ဆိုခဲ့ကြရှင်ဖြစ်ပါတယ်ရှင့်အောက်ကလပမင်းကြီးကမာတက်ကရီတတခုနီမှာမွန်ကုံတညင်းအောင်တို့ဦးဖြစ်တဲ့ပလိကနဲ့တဖုတာတို့ပြီးခဲ့တဲ့ဂေါရမမြတ်စွာဘုရားရဲ့ဆန်တော်ရှိစုကိုထောပနာတီးပြီးတော့ ရွှေတဂေါစီတီတော့ကိုစတင်တည်ထားကိုွက်ခဲ့ပါတယ်။ရွှေတဂေါစီတီတော့ကြီးပတ်လယ်မှာစီတီယံ64စုကိုရွှေမြက်ပါ၊ရွှေပြားတွေနဲ့ရွှေပိန်ချထားပါတယ်။ရက်ပြောဖူမဆပ်ပြီးတော့စိန်ဖူတော့အထိစိန်မြက်ပဒမြနီလာစတဲ့အဖိုးတန်ကြောင့်မြေရတနာတွင်နဲ့ဈေးချပူဇော်ထားတာအဖိုးအတိုင်းမတိထိုက်တန်လာပါတယ်။ထီတော်ကိုခက်ဆက်ဆက်ပြုပြင်ချင်းမွမ်းမှန်ချင်းအတိတ်တင်ချင်းတွေပြုလုပ်ခဲ့ရာ ယခုထီတော်ကြီးမှာအတိတ်တည်လူထားတဲ့ထီတော်ကြီးပဲဖြစ်ပါလေရှင်ဒီတော်ရဲ့ညံတော်မှာ326ပေရှိပြီးတော့ဖီဒီတော်ကိုရွှေတင်ကန်းလုံးပစ်ကတ်လူထားတာကြောင့်အဝေးမှမြင်ရတဲ့အခါရွှေတောင်ကြီး ပေါက်နေတလို့ထင်မဲ့ရပါတယ်ခမညာဇေဒီတော်ရဲ့ရင်ပြင်ပေါ်ကိုတက်ရောက်နိုင်ဖို့အတွက်အရှိအနောက်တောင်မြောက်ဆောင်တန်းကြီးလေးတွေရှိပါတယ်ခမညာ ဆောင်းတန်းလီကားတွေရဲ့နဘီတရှောင်းနဲ့အမျက်နှက်ကျဲတွေမှာမြမအမှုပညာပတိပပုပန်းကြွလက်ရာတွေနဲ့အတူမြမရင်ကျင်းမှုအမှုပညာလက်ရာတွေကိုပါလိလာကြည့်ရှုနိုင်ပါ रे ခမညာဆောင်းတန်းတိုင်းမှာစာအုပ်ဆိုင်တွေအမတ်တရားပစ္စည်းရောင်းဆိုင်စတဲ့စီရောင်းချတဲ့ဆိုင်များစွာရှိပါ रे ခမညာ စီဒီတော်ရဲ့ရှင်ပြင်ပေါ်မှာဇောက်တန်းလေးတဲ့ကိုမျက်နှာမူထားတဲ့အာယုခန်တတိုင်းကြီး၄ခုလည်းရှိပါတယ်။စီဒီတော်ရဲ့အနာမြတ်ဘက်မှာဗုဒ္ဓဝင်ပြတိုက်ကြီး၃ခုရှိပါတယ်။ရှီတကုံစီဒီတော်ကြီးမှာရှေ့ကမြန်မာမင်းတွေတွင်းလူတန်းခဲကြတဲ့ခါလောင်းတော်ကြီးတွေရှာကြောက်စာတိုင်းတွေမော်ကွန်ကြောက်စာတွေနဲ့အပေါ်မဖြစ်နိုင်တဲ့တမန်ဝင်အမွေအနစ်တွေလည်းရှိကြပါတယ်။စီဒီတော်ရှင်ပြင်ရဲ့အနာမြတ်ဘက်မှာစင်ကူမင်းခါလောင်းနဲ့အရှင်မြတ်ဘက်မှာတာယာဝင်ဒီမင်းခါလောင်းကြီး တွေလည်းရှိကြပါတယ်။ဒါအပြင်ရင်ပြင်ပေါ်မှာအယံစီတီတော်တွေနဲ့ဗုဒ္ဓစင်တုတော်တွေကိုလည်းပူဇော်တာရှိပါလေရှင်။ရွှေတကုံစီတီတော်ကြီးမှာ အနေနဲ့အရဲ့ရက်ကလာကြတဲ့ဖျားဖူးဧည့်သည်တွေနဲ့အခါမလဲစီကားနေပါတယ်။နိုင်ငံခြားတိုင်းပြည်တွေကမြန်မာနိုင်ငံကိုလာရောက်ကြတဲ့နိုင်ငံအကြီးအကဲတွေနဲ့ကဘာလက်ခီးတဲ့တွေက ွေကုံစီတီတော်ကိုလက်လက်ချီမျိုးလေးလာကြပါတယ်ခင်ဗျာအဲ့ဒီလိုရွှေကုံစီတီတော်ကရွှေရောင်တဝင်းဝင်းနဲ့အချိုးကျကျတက်ပယ်လာပနေတာကြောင့်ကပန်းအံ့ဖွဲတပါလို့ဆိုလို့ရပါတယ်ဒါတင်မကပဲမြန်မာနိုင်ငံလွတ်လပ်ရေးအတွက်ရဟန်းရှင်လူပြည်သူအပေါင်းတို့ကညီညီညွတ်ညွတ်နဲ့လူတို့အစည်းအဝေးပွဲကြီးတွေကိုကျင်းပခဲ့တဲ့တမိုင်းဝင်နေရာကြီးလည်းဖြစ်ပါတယ်ခင်ဗျာ ။ဒါအပြင်မြန်မာလူမျိုးတို့ရဲ့ဗုဒ္ဓတရားနာထွန်းကားခြင်း၊လွတ်လပ်ခြင်း၊ညှင်းချင်းချင်း၊စည်းလုံးချင်းဆိုတဲ့တင်ညီသတ္တရလည်းဖြစ်ပါတယ်။ဒါကြောင့်ရှီတဂုံစီတီတို့ကြီးကမြန်မာနိုင်ငံရဲ့ကျတရင်ဆောင်လည်းဖြစ်တယ်လို့မြန်မာလူမျိုးတို့ရဲ့အကုန်ကျတရင်ဆောင်စီတီတို့ကြီးသူလည်းဖြစ်ပါတယ်ရှင်။ကြည်ရှုနာဆင်ပေးခဲ့ကြတဲ့အူတရားချင်းစတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။